ုအာလောကအဖြစ်ချမ်းသာကြည်ဆိုပေါ့နော်နောက်ဒီမှာသူတို့မတင်အဖြစ်ကတော့ academy ကျော်ရဲအောင်သူတို့နှစ်ယောက်ကိုဘာလို့သုံးတာလဲသူတို့နှစ်ယောက်က academy ဆိုတဲ့ဂုံပုချင်းကြီးတယ်နှစ်ယောက်စလုံးကလည်း trauma ပိုင်းတော့တယောက်ကမိဘမြတ်တာတယောက်ကဆရာတပည့်မြတ်တာသူအဲ့ဒါတွေနဲ့လွန်ဆွဲကြတဲ့လူတွေကြောက်စရာပဲရဲရဲ trauma ပဲရဲရဲရိုက်ချင်တဲ့ကာကိုရိုက်ကျွန်တော်တို့နှလုံးသားကိုဖန်ဆင်းထားတာ drama ကြီးနေကြတဲ့ရေကားနဲ့ခူခွဲတဲ့တရေကားလေး ခုကြည့်ရမှာပါငလင်းတဲ့ဘေးတံတင်တဲ့လူတွေအတွက်အလှငွေဖြစ်သွားတယ်ဆိုတော့သူတို့အံ့ဩဖွယ်တွေ့ရလိမ့်မယ်စကားရကားအနေနဲ့ကြည်ပြီးဂျီနက်တံမျိုးကိုလည်းခံစားရတယ်အဲ့ဒီကုသူပီတိအတွက်လည်းဂျီနက်တံမျိုးကိုခံစားရမှာပါကျွန်တော်ဒါပြန်ရိုက်တဲ့ကားပေါ့နော်ပြန်ရိုက်တဲ့ကားပေါ့ဟောဒါများပေါ့ဆိုကမ်ဘက်ပေါ့နော်ကမ်ဘက်ကားတရေကားကိုဦးကအရင်စားရိုက်ခဲ့ဒီဘက်ခင်မှာအဲတော့ကျန်တဲ့လူတွေကအများကြီးပဲအခုနောက်ပိုင်း ိုက်နေကြတော့ဥပမရိုက်တော့နောက်ကျမ်းမာရေးရောက်ခဏ၆ကက်လဲပြီးတော့၄နှစ်လောက်ပူတတ်ထားတဲ့အခန်းထဲမှာပဲနေရတယ်စီးနေတဲ့ကာလအခုကောင်းသွားပြီဆိုတော့ကျမ်းမာရေးကောင်းသွားတဲ့အချိန်မှာဒီကပထမဆုံးပြန်ရိုက်တဲ့ကာပါကျွန်တော်တို့လုထားတဲ့ဟာလေးအများကြီးရှိတယ်။ဒါပေမဲ့တချို့ဟာတွေကအဲ့လိုပေါ့နော် ဟိုစင်စာခွင့်မပြုလို့တချို့ကလေးတွေကကျွန်တော်ဖြတ်ထုတ်လဲရတာရှိတယ်အဲ့တော့ကိုပြကျင်တလောက်တော့မရဘူးပေါ့နော်ဒါပေမဲ့ကြည့်နေကြတရေကားရင်လည်းကိုခွဲတဲ့တရေကားလေးတစ်ခုကြည့်ရမှာပါဘယ်လိုပြောရမလဲဆိုတော့ဒီမှာသုံးထားတာဆိုရင်ဥမာဥအာလောကအဖြစ်ချမ်းသာကြည့်ဆိုပေါ့နော်ကယ်မီချမ်းသာကြည့်ဆိုနောက်ဒီမှာသူတော်မတင်အဖြစ်ကတော့အကယ်မီကျော်ရဲအောင်ပေါ့သူတို့နှစ်ယောက်ကိုဘာလို့သုံးတာလဲသူတို့နှစ်ကအကယ်မီဆိုတဲ့ဂုံပုတ်ကြီးကြီးတယ်အဲ့တော့ ချမ်းသာကြည်စုဟာမြင်နေကြမဟုတ်တော့သမီးတွေဆိုရင်ကားလာပြီးပါချမ်းသာကြည်စုဆိုတာဘယ်လိုလဲလို့မေးယူပါမဟုတ်ဘူးသမီးအဲ့ဒါပဲဆိုဘာဖြစ်လို့လဲဆိုတော့သူ့ acting ကိုမှန်းလို့မရအဲ့တော့နောက်တစ်ခါသူ drama ပိုင်းတယ်အဲ့ဒါမျိုးတည်တယ်သူရတယ် drama နဲ့ရတယ်အဲ့ဒါကြောင့်ဒီကားမှာဘာ acting လုပ်မယ်ဆိုတော့မှန်းလို့မရတဲ့ဟာကိုထည့်ထားကိုနိုင်ရင်ပေါ့နော်ကြော်ရဲအောင်ကြတော့လဲအဲ့လိုပေါ့ तू ကဒီ character မျိုးသူမလုပ်ဘူးသေးဘူးအဲ့တော့ तू တခြား character မျိုးတွေအများကြီးလုပ်တယ် မလို့ဘူးတဲ့ character တစ်ခုနေနဲ့သူ့ကိုမြင်ရမှာပါ။နှစ်ယောက်စလုံးကလည်း trauma ပိုင်းတော့တယောက်ကမိဘမြတ်တာတယောက်ကဆရာတပည့်မြတ်တာသူအဲ့ဒါတွေနဲ့လွန်ဆွဲကြတဲ့လူတွေဖြစ်သူတွေ့ရမှာပါ။ဟောရခေါင်းတွေပေါ့ကျုပ်ခွင့်ပြုချက်မရဘဲနဲ့ចောင်းប្រវងပြင်ပေါ့မထွက်ရဘူး။သူ့ရဲ့យុគក្លတ်တော်ကလည်းပြောင်းနေတယ်။ ာကြောက်စရာလန့်စရာတော့ပါမှာပါဆိုတော့ထုံးစံတိုင်းဟော်ရာကားတို့ရဲ့ဟိုထုံးစံတိုင်းတော့ဒီ jump scare ပါဝင်တခြားလှန့်နေအလှန့်လေးတွေတော့ရှိနေပါပါဒါမှလည်းဒါအရသာသူ့အရသာပေါ်လွင်မှာပေါ့အဲ့ဒီဂျာတွေကနေပါကျွန်တော်တို့ကမြစ်တာတရားကိုဆွဲထုတ်ပြပါပါဟိုဥမာကြောက်တတ်သူတွေကမကြည့်ရပါနော်ဒါကုသားကြီးတို့ရှိတော့ရိုက်တာဆိုတော့အဲ့ထင်မှာဟော်ရာထဲမှာပဲဒရာမာတွေပါနေအဲ့ဒရာမာတွေကိုညှိတာမဟာတကားရိုက်တယ်ဆိုရင်လေဥမာရောက်ခမဆိုတာတစ်ချက်ကတော့သူမဲ့ပါပဲလို့ရိုက်တဲ့ချာဟာတကား ဒါပေမဲ့ဟာတာကားထဲမှာပဲ drama တွေညှိနေတယ်။သူကအဲ့လိုကြောက်စရာပဲရရ drama ပဲရရရိုက်ချင်တဲ့ကားကိုရိုက်ကျွန်တော်နှလုံးသားကိုဖန်ဆင်းထားတာ drama ။အဲ့တော့ you ဟာတာကရည်တယ်ရည်ပြီးတော့ပြန်ထွက်လာတယ်။ရင်ထဲမှာဘာမှမချန်ခဲ့ဘူး။ fighting ကားကြီးတယ် fighting ချာချာချာပြီးလိုက်လာ။ယူထဲမှာပဲထားခဲ့တယ်မချန်ခဲ့ရဘူးဆိုတာမျိုးကမဖြစ်သင့်ဘူးလေ။အဲ့တော့ရင်ထဲမှာကြံခဲ့တဲ့အရာ drama ပဲကြံခဲ့တာ။အဲ့တော့ကျွန်တော်အပြင်မှာလဲလူတယောက်ကိုထိုးလိုက်လို့ရှိရင်အဲ့လိုပေါ့ကွဲသွားတပတ်လောက်ဆိုကောင်းသွားတယ်။ဒဏ်ရာကျက်သွား။နှလုံးသားကိုထိုးခါတာဘယ်တော့မှမမေ့ဘူး။ ော့အဲ့ဒါကအမြဲတမ်းမှတ်မိနေတယ်ဆိုတော့အဲ့ဒီနှီးပါကျွန်တော်တို့ကပြိဿရဲ့နှလုံးသားကိုထိအောင်ရဲလိုက်တဲ့အချိန်မှာသူတို့အမြဲတမ်းမှတ်မိနေစီတာပါဒီလိုက်ကန်စစ်စစ်ကြီးလော်လို့ပြီးထားတယ်သူတို့အဲ့ဒါကိုခွင့်မပြုခွင့်မပြုလို့ကျွန်တော်တို့သူတို့စီလို့ပြောင်းလိုက်ရတယ်အမှန်တော့သူကလူသားကြီးကန်စစ်စစ်ကြီးလို့ဆိုရဟန်းခံခံဒီမှာမေးတဲ့စကားလုံးမှာဆိုတော့အဲ့ဒါကိုလည်းခွင့်ပြုလိုက်တော့အဲ့လိုပြောင်းခဲ့ရတော့ရှိတယ် နောက်ဆုံးရိုက်ခဲ့တာက2016 16မှာ Roots Rider ကိုရိုက်ခဲ့တယ်။ Roots Rider ကလည်းပြတ်သက်ခွင့်ကုတိမရအောင်။ဆိုတော့အဲ့ဒီကားကြီးဆိုနှမျောစရာကြီး။ဘယ်နော်။အဲ့တော့အဲ့ပြတ်တက်ခွင့်မရတော့ကျွန်တော်တို့အခုအဲ့ Rose Rider ပြီးတဲ့နောက်ဆုံးမှပြန်ရိုက်တဲ့ဟာဒီကပါပဲပြိတ္တတွေအနေနဲ့ဇကားပြီးွားပြီးကြီးလိုက်တဲ့အချိန်မှာအခုသူပေးလိုက်ရတဲ့ယုံဝင်ကဟာတော့ငလင်းတဲ့ဘေးတံတင်တဲ့လူတွေအတွက်အလှငွေဖြစ်သွားတယ်ဆိုတော့သူတို့အောဘွေတွေးရလိမ့်မယ်ဇကားရကားအနေနဲ့ကြီးပြီးဂျီနက်တံမျိုးကိုလည်းခန်းစားရတယ်လို့ အဲ့ဒီကုသပီတိအတွက်လည်းဂျီနက်တံမျိုးခံစားရမှာပါအဲ့ဒီခံစားမှုနှမျိုးစလုံးပေါင်းပြီးတော့ကျွန်တော်ကဒီငလျင်ဘေးတံမှာထိကြိုက်ပြီးကွယ်လွန်သွားတဲ့လူတွေအတွက်ကျွန်တော်တို့အမျှပေးဝေခြင်းနဲ့ဓာတုခေါ်ချရမယ်စက္ကာရကဖြစ်ပါတယ်အလူအဖြစ်တရားရကိုင်းလုံးလူငယ်ကောင်းမှာဖြစ်ပါတယ်ခင်ဗျာဒီကောက်ရရလိုက်တဲ့ဘုံကြီးเจ้าကငှက်ကြီးကောင်းချเจ้าလို့ခေါ်ရတယ် အဲ့ငကြီးကောင်းချာကြောင်းမှာပဲကျွန်တော်တို့ရိုက်ခဲ့တယ်အဲ့မှာပဲหนีခဲ့တယ်အိတ်ခဲ့တယ်စားခဲ့အဲ့ဒီကဖုံဖုံပေါ့နော်အဲ့ဖုံဖုံနဲ့အတူတူကျွန်တော်တို့ဟိုဖူးခဲ့ရတယ်တွေ့ခဲ့ရတယ်ဖုံဖုံကတိတ်မကြခင်မှာပဲအဲ့လိုကင်ဆာနဲ့ပေါ့နော်ဟိုရန်ကုန်ရောက်လာသေးတယ်ရောက်လာပြီးတော့ကျွန်တော်တို့ဝိုင်းပြီးတော့အဲ့လိုဟိုကုပေးကြတယ်ပေါ့နော်ဒါပေမဲ့ဖုံဖုံကသူ့ရဲ့ဟိုကံကုန်လို့လာပြီးပြန်လွန်တော့မှုသွားရှာတယ်ဆိုတော့ဖုံဖုံပြန်လွန်တော့မှုသွားပြီးတော့တလပြည့်တဲ့အချိန်မှာ အဲ့ကြောင့်ညံပြီးလောက်လာပါပဲ။နှစ်ပေါင်း100ကျော်190ကျော်လောက်ရှိတယ်200နီးပါးလောက်ရှိတယ်ကျောင်းကြီး။ဘာဖြစ်လို့လဲဆိုတော့အတိအကျမပြောနိုင်ဆိုတော့ကျွန်တော်တို့မြင်ခဲ့တဲ့နှစ်ပေါင်း100ကျော်ဆိုတော့ဆိုင်းဘုတ်ရဲ့ရှေ့မှာနောက်ထပ်ဆိုင်းဘုတ်တစ်ခုရှိသေးတယ်။ဆိုတော့တည်တဲ့အဲ့ဒီဒီဟာကဘလောက်ကြာလဲကျွန်တော်မှန်းလို့မရအောင်အဲ့လိုဆိုင်ဖို့နှစ်ခုတွေ့ခဲ့ရတယ်အဲ့တော့ ဒီတစ်ခုနဲ့တစ်ခုကဆိုင်ဘုတ်ကမရှိမနှောက်မှတင်ထားတာမဟုတ်အဲ့ဒါကြောင့်ကျွန်တော်နှစ်ပေါင်း200ဝင်းကျင်လို့ပြောနိုင်တာ Facebook ကိုဝင်ကြည့်လိုက်တိုင်းမှာလဲနေ့တိုင်းနေ့တိုင်းအလိုရင်မချမ်းမြေ့ပေါ်နေရတယ်အဲ့တော့အဲ့ဒီຢာထဲမှာဒေဟာကြီးကိုကြုံရတာကိုတော်တော်ရှက်တယ်မဖြစ်သင့်ဘူးအဲ့တော့ကျွန်တော်ကပထမတစ်ခါတော့ရွှေ့ပလိုက်တဲ့ရုပ်ရွှေ့ပလိုက်ပြီးတော့အဲ့ဒီ pressure လုံးမရုပ်ကိုရွှေ့ပစ်လိုက်တယ်ရွှေ့ပြီးတော့အဲ့လိုနေနေအခုကျတော့နီးလာပြီပဲကအဲ့တော့ pressure လုတ်ဖို့လေတောင်းဆိုကြတယ်ဆိုတော့အဲ့တော့ကျွန်တော်က pressure ဖြစ်လုတ်တယ်ဒါလုတ်တဲ့အချိန်မှာ ဒီရဲ့ရတဲ့ငွေကိုအကျိုးအမြတ်အနေနဲ့ခံစားကြမှာ producer အနေနဲ့လည်းလိပ်ပြန်တမ်းလိပ်ပြန်မတမ်းကျွန်တော်အနေနဲ့လိပ်ပြန်မတမ်းအဲ့အတွက်ကြောင့် timing လိုက်တဲ့ချာ producer လည်းဝမ်းသာအားရပဲသူလည်းမလှူရသေးတဲ့အတွက်ဒီရဲ့ရတဲ့အမြတ်ငွေကိုကျွန်တော်တို့ပရမတ်မှန်တာ80ရာခိုင်နှုန်းပေါ့နော်80ရာခိုင်ဘာလို့20ရာခိုင်နှုန်းကအမြတ်ခုနကတော့ပေးရအောင်ပဲ producer ဒီမှာရှိတဲ့ကျွန်တော်တို့ကဒါ fan ဖြစ်သွားပြီ fan raising ဖြစ်သွားတဲ့အတွက်အမြတ်ခုနကတိတ်ဆိတ်ပူစရာမလိုတော့ဘူးကျွန်내ရုပ်တင်တဲ့ကုန်ကြစီတွေသူအိတ်ထဲဆိုင်တယ် တရားခံလို့လည်းလေဆိုကျွန်တော်တို့လည်းဝမ်းသာပါတယ်ပြိတ္တတွေလည်းကုသိုလ်ရတယ်အဲ့တော့ဒီလူမဲ့နေရာကိုလည်းထိုက်ထိုက်တန်တန်လေးရသွားတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့တဲ့ဝမ်းသာခြင်းနဲ့ပြီးပီတိဖြစ်ရပါ